အနက်ကန်ရတဲ့အယတာတော်လန်ရေးအယတာမဟုတ်ဘူးအာနာရဲ့အယတာရတာမတူဘူးမောခရေးဆိုတော့အာနာကိုပြောတာကိုအသက် ကိုဆုံးဖြတ်ခွင့်ကိုနဲ့မြေကိုပိုင်ဆိုးထားတဲ့ခြေကုပ်နေရကိုကိုအာလုံးလေးစားကြောက်ရွံ့ရိုသိနေတဲ့အာနာရဲ့ fee အဲ့ဒီအယတာဟာဘသူမှအလကားပြန်မအပ်ဘူးဒီကဘာပေါ်မှာအဲ့ဒီအာနာကိုအလကားပြန်အပ်ရသူမပေါ်သေးဘူးအာနာကိုအလကားပြန်အပ်မဲ့သူဒီကဘာပေါ်မှာမရှိဘူး ဘယ်လိုအဲ့ဒါမျိုးလဲဆိုတော့ပြီးမှစဉ်းစားအဲ့ဒါယုံကြည်ချက်အဟောင်းကြီးကျွန်တော်တို့စဉ်းစားကြည့်ပထမချက်လက်နက်ဆိုတာနော်ပါမန်ဂွားတွေပလာရတွေမဟုတ်ဘူးလူတယောက်ရဲ့အဆင့်အတန်းကိုဆရာကြီးအဆင့်ကိုတန်းရောက်နေတဲ့အရာတော်လာရင်မတိုက်ခင်ရောက်သူဟာပါမန်လူငယ်လေးတဖက်ရဆိုင်မှာစပွဲထုတ်ဖြစ်ခြင်းဖြစ်မဲ့ကြောင်းသားဖြစ်ခြင်းဖြစ်မဲ့လေလုံးသမားစီပွားရေးလုပ်ငန်းရှင်အင်ဂျင်နီယာဆရာဝန်ပါမန်လုံးသမားတယောက်ပဲဘယ်သူမှသူ့ကိုအရေးတယူ ခေါင်းငုတ်ပြီးကြည့်စရာလည်းမရှိအခေါင်းငုတ်သွားစရာလည်းမရှိဘူးစိုက်ကြည့်စရာလည်းအကြောင်းမရှိဘူးလက်နဲ့ကင်လိုက်တော့နဲ့သူဟာရဲဘော်တန်မှုကောင်းဆောင်သူ့မှာဩဇာဟုတ်သိခအစုတ်ပြပေးလိုက်ခွင့်အားလုံးအဲ့မှာရလာတဲ့အတွက်ကြောင့်သစင်းမြင့်သွားတယ်လက်နဲ့ကိုပြန်အပ်လိုက်တဲ့ဆိုတော့အဲ့ဒီအဆင့်တန်းနဲ့အကောင်လုံးမြောင်းထဲပြစ်ချလိုက်တာနဲ့တူတူပဲစဉ်းစားကြည့်လေဘယ်သူအမှန်လဲဘာမှဘသူမှဂရုမစိုက်တဲ့ဘာမှမဟုတ်တဲ့ ကောင်တယောက်ရဲ့အဘွားကိုပြန်ရောက်သွားတယ်။သူ့ဆန်တာအယောက်ဘသူကပြန်သွားမထင်လို့လေအဲ့လိုမျိုးဘွားကိုစဉ်းစားကြည့်နော်။ငါဟာငါပဲအရင်လူဘွားနဲ့ပြန်နေမယ်။လမ်းပေးမှသွားပခုတ်တိုက်ရင်လည်းတိုက်သွားဘာမှမဖြစ်ဘူး။အဲ့လောက်ထိတမာတိအာကားပါမလား။စဉ်းစားနော်ကျွန်တော်ပြောတာဘွားကိုရုပ်ချင်းရမျိုးချင်းနေစဉ်းစားပြီးတော့ဒုတိယအချက်ကလက်နက်ဟာတော်လန်ရင်မဟုတ်တော့ဘူး။ economic ဘွား economic စစ်စည်းဘွားရဖြစ်သွားပြီဘာလဲကိုတက်ခိုင်မှာအောက်တောင်ဖို့ဘန်တာရူရှာတဲ့ကလီးယာစိန်နတ်တလက်ဟာနယ်မြေတစ်ခုထိ ंछ ုံနိုင်တယ်နယ်မြေဟာကုတ်သွေးရေးလမ်းကြောင်းကိုထိ ंछ ုံတယ်တရားစာတကိုထိ ंछ ုံတယ်အခွန်ကောက်တယ်ရန်ပုံငွေတွေနေစဉ်လက်နက်ကင်ထားပြီးမွေးထုတ်ပေးနိုင်တယ်ကျွန်တော်ပြောရကုတ်သွေးလမ်းမှာအောက်ဖက်မှာဆိုရင်နော်မနက်ချောပုတ်အိတ်နဲ့သွားမနက်ညနေချောပုတ်အိတ်အပြည့်နဲ့ပြန်လာတယ်ဂိတ်သွားဖွင့်တာပြီးတော့အဲ့ဒီအခြေအနေကို လိုင်းကားတိုးပြီးတော့ကြောင်းသွားတက်ရတဲ့ဘဝကိုပြန်သွားမယ်ထင်လို့လားဒီလိုမျိုးအခြေအနေကိုနားလည်မှုလွဲနေတာကစက်ကောက်စီကိုတိုင်းနေတော့မှတော့တော်လိုင်းရံဖို့ငွေလိုပဲခေါင်းစစ်တက်မှာနော်အဲ့တော့အဲ့ဒီအခွန်ကောက်တော့ကိုတော်လိုင်းရံဖို့ငွေလိုပဲခေါင်းစစ်တက်မှာအခွန်ကြည်ဖိုးငါတို့အသက်ပေးပြီးတော်လိုင်းရတဲ့ရံဖို့ငွေလူကြတဲ့တန်းကြတဲ့အခွန်ကောက်တဲ့လက်ခံတဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကိုငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစစ်နဲ့ ရရတော့မှဟေးဆိုဘယ်သူမှမရက်ဘူးဘာလို့လဲကျွန်တော်တို့ငိမ့်ချမ်းရေးဆိုတဲ့စကလုံးရောက်ဖို့အတွက်အဲ့ဒါကဖြစ်မနေလောက်ရတာ GDR လို့ခေါ်တယ်လက်နဲ့ဖြုတ်သိရင်တက်ဖြတ်သိရင်ပြန်လည်ပေါက်စီးရင်လုပ်ငန်းစဉ်တော်လာရေးရဲ့အခက်ခဲဆုံးအပိုင်းဟာစစ်တိုက်နေတဲ့အသက်ဆုံးပြီးတိုက်နေရတဲ့အချိန်မဟုတ်ဘူး GDR လောက်ရတဲ့အချိန်ဟာအခက်ခဲဆုံးပြဿနာအသက်ဆုံးနဲ့လောက်ရအခက်ဆုံးအခက်အပိုင်းပဲစဉ်းစားကြည့်ပါဗျာအဖွဲ A နဲ့အဖွဲ B ပဲပြောပါဦး မနေ့ကအထိမဟာမိတ်တွေဒီနေ့ S6 ကစီပြုတ်ကျောက်သွားတယ်ညိတ်ချမ်းရရပြီလို့ပဲထားပါတော့ထားပါတော့ DDR စာချုပ်သွားဆောက်ကြမယ်ဟေးဆိုရင်လက်နဲ့အတူတူယူလာခဲ့အားကြမယ်ဟေးလက်မှတ်ထိုးလိုက်တယ်ဘယ်သူအရင်အမှန်လဲပြောကြည့်ပါဦးဘယ်သူကအရင်စအမှန်လဲပြောကြည့်လေအဲ့ဒီနှစ်ဖက်အေရက်ပြီးမှဘယ်သူကအရင်စအမှန်ထင်လို့လဲဖြည့်ကြည့်ဘယ်သူအမှန်ထင်လို့လဲ တူတူသွားအကြမယ်နော်မဟာမိတ်ဒီနော်သွားအကြမယ်စဉ်းစားကြည့်ကောင်းကောင်းနော်လေလာလာငါတို့မိအာမိဘပြည်သူတွေရှေ့မှာဘာကြတလကောင်နဲ့အကြိမ်းချင်ရပြီလက်နဲ့ဆွမ်းမယ်ဘသူကစားအပ်မှာလဲကြောတလောက်တွေးထားတလောက်ထင်တလောက်မလွယ်ဘူးနော်အလာတဲ့သူဟာချက်ချင်းခင်ဗျားဟာအဲ့ဒီတစ်ဖက်ရဲ့အောက်ကိုရောက်သွားပြီဘာမဟုတ်တဲ့အဖွဲဖြစ်သွားပြီချက်ချင်းဖြစ်သွားတာနေချင်းညချင်း အင်အားမဲ့တဲ့ powerless ဘဝရောက်သွားပြီးတော့တာမန်နင်းလို့နေကန့်လို့ကန့်ဘဝတန်းရောက်တာပဲမအပ်သေးပဲစောင့်ကြည့်တယ်ဆိုတဲ့စကားလုံးတုံးလိုက်မယ်အဲ့ဒီစကားလုံးချက်ချင်းတုံးပြီးတော့အင်အားအကြီးဆုံး powerful အဖြစ်ကိုပြောင်းသွားတာပဲစဉ်းစားကြည့်အဲ့တော့အာအရေးကြီးတဲ့အခြေအနေယုံကြည်မှုကွက်လတ်လို့ခေါ်တယ်ဘယ်လိုဖြစ်ပါလဲဥပမာပြရရင်ကြားစက်ကစီပေါ်ကြားတကောင် မုတ်ဆိုးအဖွဲတွေအများအားကြီးဝိုင်းလိုက်ကြတယ်တော်လိုက်အောက်စုပေါ့ဗျာဝိုင်းပြီးပစ်ခတ်ကြတယ်အားလုံးရဲ့ရင်မချက်ကြားပေဝိုင်းရင်ပြီးပြီဘာလို့ဆိုလူတွေကိုကြိုက်ဆွဲနေလို့ကြားတိတ်ပါပြီကြားတိတ်ရေကိုနိုင်ငံတော်အာဏာဘယ်သူပိုင်မလဲဆိုတော့ပြဿနာစတာပဲကြားတိတ်ရလာတော့ဦးမုတ်ဆိုးတွေကငါတို့လက်ထက်ကတင်နှန်းနဲ့ပြစ်လိုက်တာဖိပိုင်းကိုသိသိတယ်ခေါင်းပိုင်းသိသိတယ်ဘယ်လိုပဲပြောပြောတိတ်ရေကိုဘယ်သူပိုင်ဆိုင်ခွဲရှိလဲဆိုတော့အစုပ်ဖြတ်ပေးကိုပေးရတော့မှာပဲ ီတော့အဓိကပြောချင်တဲ့ချက်ကလက်နက်ကင်တော့သူတွေဒိုင်းဟာကြားတယ်လို့ပဲပြောတရားပဲထိုင်နေထိုင်နေလက်နက်ရချုံမိတဲ့အရသာကိုအာနာကိုတိရှိသွားပြီတတော့ပြစ်ဖို့ရင်တီးပြီးငိတ်ချိုင်းဆိုတာ on paper သဘောတူညီချက်လောက်ပဲရှိတယ်မြန်မာနိုင်ငံမှာပို့ဆိုးပြီးတော့အာနာဆိုတာတစ်ဖက်အပြတ်ချင်းဘယ်လိုဖြစ်သွားလဲအစစ်မှန်ဟာတင်နှပြောင်းသွားမှာပဲရှိတယ်အခုချိန်ထိတင်နှပြောင်းသွားမှာအာနာတီးတယ် ချက်ကောက်စီမမဟုတ်ဘူးနော်ဒီဘက်ကရောဒီတော့မေကောအမန်ကလက်နဲ့ပြန်အမလားဆိုပြီးတော့မေးလို့တော့မရဘူးဒီသူတွေသိတဲ့နော်နော်ငယ်ချန်ရရလာတဲ့အခါအဲ့ဒီလက်နဲ့တွေနဲ့ပဲနိုင်ငံတစ်ကိုအုပ်ချုပ်မဲ့ဆိုရင်ရောခင်ဗျားတို့လက်ခံမလားဆိုပြီးတော့ကိုကိုကိုပြန်မေးအဲ့ဒါမှပဲထောက်ခံတော့အဲ့ဒီတိုင်ထားတဲ့လက်နဲ့တွေနဲ့အဲ့ဒီလူတွေကပဲခင်ဗျားတို့နိုင်ငံတစ်ခုအနေနဲ့အုပ်ချုပ်မဲ့ခင်ဗျားတို့လက်ခံမလားပြန်မေးကြည့်ကိုတိသားမှဘယ်သူအုပ်ချုပ်နေလဲ အေးအဲ့ဒါကငြိမ်းချမ်းရေးပရေးဒီမိုကရေစီရဲ့အဲ့ဒီကပဲအုပ်ချုပ်မယ်ကြိုက်လားမကြိုက်လားကိုဘသားကိုပြန်ပေးဘယ်လိုလုပ်မလဲထွက်နိုင်မဖြစ်ဒုက္ခရေးတွေချိုတာတွေခါတာတွေမပြောဘူးနော်ဟိုကြိုပြီးမှတောက်လို့ရေတောက်လို့မပြောဘူးကြားတယ်လို့လို့တင်စားကြိုက်ထားပြီးအဲ့လားမလွယ်ဘူး